NUG ဟာတိုင်းရင်းသားတွေကိုပါဝင်အောင်မစည်းလုံးနိုင်ဘူးဆိုတော့ပြောကြချက်ကတော့အကုန်လုံးတော့မမှန်ဘူးဗျ။သူစည်းလုံးဖို့ကြိုးစားတယ်။သူရဲ့စည်းလုံးမှုမအောင်မြင်တာကကံကံရဲ့အကျိုးလဲပါတယ်ဗျ။ကံဆိုတာကအတိတ်ကပြုခဲ့တဲ့ကံကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးသမိုင်းတခြားမှာပေါ့နော်။ဗမာအချင်းချင်းမတည့်ဘူးဆိုရင်တိုင်းရင်းသားကိုအသေးအတန်လိုက်ပြီးမှစီယုံကြပြီ။တိုင်းရင်းသားတွေကလည်းအာဟုတ်တယ်ဒါဘုံရန်သူစက်တက်ကိုချရမယ်ဆိုပြီးပါတော့တယ်။ ပါတော့ပြီးမှခဏနေရင်လမ်းဆုံးတော့သမင်းဝိုင်းမှာကိုကမပါဘူးအဲ့ဒီဖြစ်စဉ်တွေအများကြီးဖြစ်ခဲ့တယ်အဲအလုတ်သမားလာခေါ်တယ်လို့မျိုးခေါ်ပြီးမှသမင်းစားမဲ့နေရာမှာမပါဘူးပေါ့ကျွန်တော်ရဲ့မိတ်ဆွေရှိတယောက်ရဲ့စကားကိုကားပြီးပြောရင်အဲ့လိုမျိုးဆိုတော့အခုအချိန်မှာကြတော့သူ့နောက်ကိုအရင်မလိုက်ရဲဘူးသူ့ကိုမကူညီချင်လို့မဟုတ်ဘူးသူ့နောက်ကိုလိုက်တော့ရင်ငါပဲဟိုပါပေါ့ဘိုက်ဂျီဘီကြံခဲ့မှာပေါ့ဗျာအဲ့လိုမျိုး တန်တရားတွေဓိဟတွေအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ကံတရားကိုယ်တိုင်ကရှေ့ကနေလုတ်ခဲတဲ့နိုင်ငံရေးသမားတွေရဲ့ဆုံးဖြတ်ချက်အမားတွေစည်တနာအမမှန်မှုတွေကြောင့်ယုံကြည်မှုတည်ဆောက်ရတာအခက်အခဲရှိတယ်ဓိဟအခက်အခဲကြောင့်ငါတို့ဘယ်တော့မှမစည်းလုံးတော့ဘူးလားဆိုတော့လည်းမဟုတ်သေးဘူးဓိဟတွေကိုကျွန်တော်တို့ကတိပြီဆိုရင်ငါတို့ကအရင်လိုမျိုးလုတ်လို့တော့မရဘူးဂတိတစ္ဆာရှိရမယ်